တို့ညာအောင်အပင်းနာစင်နေကြသူများအားလုံးမင်္ဂလာပါရှင်။ဆ iam မဤခင်ဆွေဦးရဲ့ပြန်သာပြန်မာနှက်ရွှေဝါအပိုင်း၃ကိုတင်ဆက်ဖက်ပြပေးသွားပါမယ်။ခင်ဆွေဦးပြန်သာပြန်မာနှက်ရွှေဝါအပိုင်း၃ ဝီခင်ကစိတ်ဝင်စားသောအသေးစိတ်အကြောင်းအရာများကိုအမေစီစားရေးတိုင်းထည့်ထည့်ရေးမိသည်တချို့အတုံးတုံးတွေဆိုရင်ရိုးသားသောတောသူအမေနားမှနားလဲပါမလားမသိသို့တော်လည်းတမီးကိုချစ်ဖို့နဲ့လွမ်းမှုသာတတ်နိုင်သောအမေမှာတုံ့ရီသောလက်များနဲ့အပင်များဝမ်းသာရှာမိနေမိကိုများကြောင့်ဝီမိုင်းကျင်းဆက်နေသောအမေမျက်လုံးများမှာမျက်ရည်တွေလည်းကျနေပေလိမ့်မည်ခန်းနာထဲပါလာသောတက္ကသိုလ်ကျောင်းတော်ကြီးနိုင်ဝီခင်ရနာငယ်မှာလည်းစိုးရင်ရှာပေလိမ့်မည်တကယ်တော့ဟဲ့ ထက်တန်းလွာကကျူရှင်တွေကိုငွေနဲ့ပောက်ပြီး ILE ကောင်းကောင်းနဲ့ဆာမျိုးအောင်လို့ဆရာဝန်လိုက်အင်ဂျင်နီယာလိုက်ရောက်လာကြတဲ့သူတွေကြတယ်။သူတွေကမျက်နှာငယ်ရတာပေါ့။ပြိုင်းအလဲကြီးကန်ရောက်လာတယ်လို့ပဲနေပါ။အမေတော့ငွေရင်းနဲ့တထက်နဲ့ပါပြီးကြမ်းကြမ်းရေဟုဝေခင်ကကြမ်းကြမ်းအားပြောရင်းဆိုရင်ညည်ရီဝဲနေမိသေးသည်။ဘယ်ဟုတ်လဲဝေခင်ရေဒီမှာဝေခင်လိုចောင်းတောင်းသားတွေလည်းအများကြီးရှိတာပဲ။ញញလည်းမိဘကအရာရှိဆိုပေမဲ့နေမှာနေရတဲ့သူဘောင်မမအများတော့မပူရှံပါဘူး။ ။အေးလေဝေခင်ပြောသလိုပဲခွင့်ရေးပို့ရှိတဲ့လူကဒီလိုင်းပို့လိုက်လာတော့လိုက်တာပေါ့။ဒါပေမဲ့လူတိုင်းလူတိုင်းကတော့ချင်ဘတ်တူဟစ်ပြီးတော့မဟုတ်ပါဘူး။ခိုင်ကီတီမော်တို့လှလှတော်တို့မဟုတ်ဘူး။ကြံကြိုင်ကသူ့အယူဆများကိုတင်ပြကရယ်နေမိသည်။အမှန်တော့တို့လိုလေသမားသားသမီးများမှအင်ဂျင်နီယာဖြစ်တဲ့နာတို့ကတော့လာပြီတော့ပြန်ပြန်နေနေပါဟာဝေခင်ကကြံကြိုင်သင်မေးသမ ्या အချင်းချက်တော်မျိုးများကိုစုံနေထဲထောင်ရင်ပြောမိလေသည် ဆိုင်ဆိုင်နဲ့ဝေခင်တို့အနီးမှာဓာတ်လုံးနှင်ချင်းပြင်းကျောင်းသူများဖြစ်ကြတော့တင်းတင်းအေးနေစိမ့်တို့ဟာပဇွန်စိတ်အခွန်များတွန်နေကြစေဆမီဆရာပြောနေကြခြင်းဖြစ်သည်အဆောင်မရကြသေးခင်တွင်မှာတော့ဒီလိုပင်ကတိလင်နာနိုင်လာပြီသည်ဝေခင်တို့အဖို့ဆက်ပြီးနောက်လေးဦးဆက်အိမ်ကားနေကြရသည်အိမ်မှာအင်းချိန်ရွာမှမှကျောင်းကြလာတော့ခင်ရမကြီးအိမ်တအိမ်ပေ25ပေ20ခန့်ကျဲသည်သူမိုးချန်ခင်ပြင်ကားပေမဲ့ခဏခဏခန့်ရန်ရိုင်းညညကြကြမ်းအပေါက်ချားများမှလေဝင်သဖြင့်ချမ်းလာပြီသည် ဆောင်းရင်းအေးတောင်ခန်းလေသည်ခရေမရှိ ကိုအေးရလေးကိုကိုခင်းကလေးယောက်သားပုကတ်တန်းစီလျင်အိတ်ကြရသည်ဝေခင်တို့ကအင်းရှိခန်းတွင်အိတ်ကြပြီးကရင်မကြီးကအိနောက်ဖေးခန်းတွင်အိတ်သည်ကရင်မကြီးကမဟုတ်ဆိုမှသာသမီကျောင်းတော်နောက်ခံမရှိ အသက်60ခန်းရှိပြီးသူခြံတဲ့တည်တည်ဝလံများကိုရောင်းချစားတော့နေထိုင်သည်ရှခင်ကလင်မယားနှစ်ယောက်ကိုတလ30နဲ့အင်းငါထားဒီမှာလာခမမှန်းဟုဆိုကမငှားတော့ယခုဝေခင်တို့ကိုတလ32ချက်နဲ့ငှားထားသည ဝိခင်တို့ကတယောက်ရှိချက်ကြသည်အဆောင်သမားများကအဆောင်ထမင်းဟင်းမကောင်းမှုသာညရသည်အပြင်မှနေ၍ကိုယ့်ဘာသာကိုချက်စားပြန်တော့ပိုက်ဆံကုန်လာသည်တယောက်ကိုတလ35ချက်စီထဲကချက်စားကြပြန်တော့ဘာမှမမဲရမရှိပစွန်အသားငါးကိုအသီးရွက်နဲ့ရောရသည်တမင်းစားရတာမတင်းနေမြန်တော့အเจ้าနဲ့ဝယ်စားရတော့မဟုတ်ဘူးမှမတက်တာနနက်ခင်းကိုဖြစ်တတ်တယ်လို့ကောင်းကျင်းပေါင်းနဲ့လက်ဖက်ရည်ချမ်းတောက်ပြီးအเจ้าတို့ထမင်းမဟုတ်ဘူးများယူသွားမှပိုက်ဆံအကုန်တက်တာသည် ညနေပြန်ကမာရွစီမှာရရဝဲလာပြီးတမင်ဟင်းချက်ရတော့အလုပ်ကိုတော့တန်ချိုင်တို့ကချူတန်ပါအောင်ကြီးမိနေသည်ဝီခင်ကတော့တလာတလာပိုက်ဆံအတွက်နေရသဖြင့်ကြီးဟန်မေ့နေသည်စိမ့်ချိုသူလေးကတော့ရဲမလို့မျက်နှာထားနဲ့သိမ့်ကြတော့ပါဘူးအင်ဂျင်နီယာဖြစ်ဖို့က6နှစ်ပဲလို့တော့တယ်ဟုရွတ်သေးသည်တင်းတင်းအေးရတင်းရုပ်ဆုံးလို့ဖွဲရတော့လဲတိုက်တလုံးမှာဇနီးအချော့အလှနဲ့နေ family ကားလေးစီးလို့မြို့မှာဆရာ officer ခေါ်တဲ့နေနားခံပြီးနားခွင့်ရရင် ဘဘဲပေါ်မှာတူထူအာကျိုးနှက်ပြီတဲ့ခိုးနေရပဲကောင်းလေးတွေပြောင်းနေကြတာဂျူလိုတို့လားတန်တန်ရမေးလိုက်သေးသည်သင်းသင်းရခေါင်းအောင်ခါရမ်းနေရဟွန်းဘသူပြောလိုက်မှန်းတော့မသိဘူးတောင်းတရတာလူတွေကအုံအုံအုံနဲ့ဘာတွေမှန်းလဲမသိဘူးကြားတွေကများလိုက်တာခိုးနေရမှာလဲကြားဒီနေရာမှာလဲကြားဒီကြားတဲ့သူတို့ကနောက်ကျပြောင်းကြနေသူတို့မျက်နှာတွေလည်းစိတ်စိတ်မကြည့်ရပါဘူးကြည့်ရအောင်ကြင်ထားဒါမှရဲရဲရင်ဆိုင်နိုင်မယ်တန်တန်ကပြောလိုက်လေသည် ဝေခင်ကငရုပ်စုံထဲမှာငရုပ်သီးများကိုဇွန်းနဲ့ခက်ကောင်းရင်ချမ်းချမ်းအားလှမ်းကြည့်ရအဲ့ဒီဂျူရိုဆိုတာကလည်းခဏခဏကြားနေရပြီရုပ်ကဘလို့နေမနာမသိခါမှလည်းမတွေ့ဘူးလေတို့လိုပဲမြို့ပြရဆိုပေမဲ့တို့သူတို့အတန်းနဲ့ရှိရဘဲကြည့်ရပါမယ်အသားပြပြစင်ပြတွန်းတော့ရုပ်ကလေးကတော့ခက်လာလာတယ်လေဟိုတို့ခင်မောင်ချစ်တို့နဲ့တဖွဲ့ရဲပေါ့တို့တို့ဖွဲ့ရဲမှာသူတယောက်ပဲဘာမီဝတ်တာသူကအုပ်စုမို့တို့ဖရက်ရှာရဲမှာချင်းမက်တို့ကတအုပ်စုဂျူရိုတို့ကတအုပ်စုပြီးတော့ရွှေမျက်မှန်တို့ကတအုပ်စုဖိုကြနေကြတာ တန်ကြန်ရရှင်းပြနေသည်ဝေခင်ရခေါ့သာခါရက်လျက်ဒူးမှမသိရွှေမျက်မှန်တို့ကတော့တော်ပုံရပါတယ်သူတို့အဖွဲ့ထဲမှာအားကစားသမားလည်းပါတယ်စာပေအမှုပညာသည်လည်းပါတယ်ကာတွန်းဆရာတို့ပကြီးဆရာတို့လည်းပါတယ်သူတို့ကစာလည်းတော်တယ်တဲ့တင်းပင်းတွေကလည်းအင်တန်အားရိုက်လုပ်တယ်ဆိုတာကဂျူရိုတို့အုပ်စုတော်တော်ပြုံးကြတာဟိအဲချင်းမတ်တို့ဟစ်ပီတို့ဘိုးစုပ်တို့အဖွဲ့ကတော့အန်နရယ်ပဲဝေးဝေးရရှာတန်ကြန်ကဆက်ပြီးပြောနေသည်ဝေခင်ရမူစိတ်ဝင်စားမြည်လားမဝင်စားမြည်လားသိပ်မစင်စားမြည် ခေါင်းကိုညှိကနားထောင်နေမိသည်ယူရိုနှင့်တနေ့ဆုံမှုဖြစ်လာသည်ကြားနေစဉ်လေမြမာတွေ့သလိုဝေခင်းနှင့်တွေ့ကြသည်ယူရိုနှင့်ရံဖြစ်ရသော ဖြစ်ကဆန်းလာသည်မဟုတ်တခုသောနနက်ခင်းကြောင်းတက်စအချိန်ဖြစ်သည်ဆရာမလာသေးသောအချိန်တွင်မှယူရိုတို့လူတိုင်းမှာအလုံရှုပ်လျက်ရှိသည်ယူရိုတို့သည်လက်ချင်ခံစာအုပ်ထဲမှဆက်ကူများဆွဲဆုပ်ကဆက်ကူများသဏ္ဍာန်ဆက်ကူရော့ကတ်ခေါ်ဒုံးမြန်များလှုပ်ထားပြီးရှေ့တန်းခုံများတွင်ထိုင်းနေကြသောចောင်းသူအစ်အချောအလှကလေးများစီသို့ပြစ်လွှတ်ကြသည် ဆက်ကူရော့ကန်လေးများသည်လင်းနေဝဲပြန်ကမိမငယ်တို့၏ဇနင်းပုံစံအမျိုးမျိုးတွင်စိုက်တရားစိုက်ဘေးတွင်ကြတရားကြကုန်များသည်မိန်းကလေးတို့သည်ဇနင်းထဲစိုက်နေသောရော့ကတ်ကိုဆွဲနှုတ်ကစိတ်ဆိုးမှန်ဆိုလှည့်ကြည့်ကြသည်တကောက်ငါကျူရိုတို့ကဘွားရော့60ရာဖုံးတို့၏များပမာအင်ဂျူရီမပြတ်အေးအေးဆေးဆေးစကားပြောနေဟန်ဆောင်သည်ဗီယက်နမ်စစ်တလင်းတွင်စစ်ခင်းသည့်ပမာကျူရိုတို့ကနောက်တစ်ချီပြစ်လွတ်ကြပြန်သည်မိန်းကလေးများထောပါပါနှင့်လှည့်ကြည့်ပြန်တော့ကျူရိုတို့ကအင်ဂျူရီမပြတ်နေရပြန်သည် ။ကျောင်းသူများကြီးရော့ကက်ဖြစ်ခြင်းကိုအယုံမုံကြီးယုံမုံကအကျဉ်းစဲကြီးကျဉ်းစဲလေသည်။ရော့ကက်ဖြစ်တာခစ်စားတာတွေကခမားတို့ကိုကြိုက်မထင်ပါဘူး။ကျွန်တော်နှမတွေတမိတွေဆိုလည်းဒါမျိုးတွေမကြိုက်နဲ့လို့တားမြစ်ရမှာပဲ။ဒီတော့လေရေကြအပြန်သည်။စင်စစ်ဆရာသည်မောင်နှမသားချင်းမရှိတော့လူပြိုကြီးဖြစ်မှန်းနောက်မှသိရတော့သည်။မယုတ်ကြတဲ့သူကိုမိန်းကလေးတွေကဝေးဝေးရှောင်နေဗျ။ကြောက်လဲကြောက်ကြတယ်။ခမားတို့တက်တက်မုန်းစေဖို့နေရပဲ။ခင်ဗျားတို့မှဒါတွေလို့လို့အကျိုးလည်းမရှိဘူး ချိန်လန့်ကုံစကူရီလက်ကုံအော်ဒါကြောင့်မို့ပြည်သူဆိုင်ရာဗလာစာအုပ်တွေပါရှာကုံတော့တာ ው ကျောင်းသားများကရဲစဲဆရာအစားတင်ရန်ဖိုင်တွဲကိုလှန်လို့ရင်ကဲကဲရော့ကက်ပစ်တာတော်လောက်ပြီပေါ့ဗျာခမရတို့ကနောက်တနေ့ကျလကဘာကိုဒုံးမြန်လွှတ်နိုင်ကြမယ်အင်ဂျင်နီယာလောင်းတွေပဲခုလဲစကူရော့ကက်ပြင်တော်တော်ကျဉ်းသားရနေပါပြီမင်းသေးသေးနဲ့ပြောနေတော့ဆရာကိုပွဲခြားကြပြန်သည်ဂျူရူဟာဆရာစကားနဲ့မျက်နှာတွေညီနေသည်ဆရာဦးမြတ်ဆွေသည်တပည့်တွေအချစ်တော်ဆရာဖြစ်သည် ခြာတဲ့ကောင်းသလားဟာတာလဲရွှင်နေအသားလက်လက်အရက်ကမြင့်ကပိန်လီမျက်စိမုံတစ်ဖြင်မျက်မှန်ထူထူတက်ရသည်သူ့ဘာသာရက်တွင်သူကျွမ်းကျင်ပိုင်နိုင်ပြီးကြက်ကြက်သာသာဆောင်ရွက်เสียရရှိနေရဲဆောင်ရွက်တတ်သည်သူ့ကိုចောင်းသားတွေကချစ်လဲချစ်ကြောက်လဲကြောက်သည်ပထမတစ်နှစ်နှစ်နှစ်အတွင်းတော့ဆရာတွေနဲ့ចောင်းသားများသိရင်နေမှုမရှိဆရာတွေရတဲ့တပည့်တွေကိုမမှတ်မိသည်နောက်ခါကြားမှဆရာအုပ်မျက်ရွှေသည်ဂျူရူရုဝေခင်တို့၏မိတ်ဆွေကောင်းတစ်ဖွဲဖြစ်လာသည်လို့ဖခင်တစ်ဖွဲချစ်ခင်မျက်နှာလာသည် ဆရာပြောဆိုဆုံးမပြီးမှနောက်နေများတွင်ရော့ကတ်အပြစ်နဲ့အတန်းနဲ့ရက်ဆဲသွားခဲ့သည်။နောက်တွင်ဂျူဂျာဂျူဂျာအနှင်းငယ်သာပြစ်လွတ်တော့လဲရခင်အားလောက်ပလူပြန်သလိုရော့ကတ်များမဝဲတော့ပေ။ဝေးခင်ဒီဂျူရိုနဲ့ညာဖြစ်ပြီးကြတဲ့အပြင်ဂျူရိုဆိုရင်အဝေးရရှောင်းသည်ဂျူရိုတန်ကြားလျင်ပင် နားမှလေတံမချချင်ဘူးလာမပြောနဲ့ဟုတ်ဆိုင်ညံ့ကိုဟန်တိုင်းရင်ကျတို့ကအမုံပတိစိတ်ကနေသည်တိတ်မမုံနဲ့လေမုံလို့ရင်လဲချစ်လာတတ်တယ်ဟုတ်ဆိုင်ကန်ကအိမ်ရောက်တော့နောက်သေးသည်ဝေခင်ကမနောက်ပါနဲ့ရွှေချမ်းရလဲတို့ကတကယ်မုံတာရုပ်ကလေးကသနာကမနဲ့အကျင့်ကတန်တယ်ညနေသားတင်းကဆိုးလိုက်သည်ဆိုင်ညံ့ဒီစပွဲပေါ်သို့စားအုပ်များပြစ်ချာอืมချစ်တယ်မုံနဲ့ဆိုတာအစင်မြဲမဟုတ်ဘူးဝေခင်ရဲ့လူတွေရဲ့သဘောထားအမြဲပြောင်းလဲနေတတ်တာ ငါတို့မရတော့ဟာဒီလိုပဲ pressure နဲ့တော့သူတို့တိတ်မုန်းတာပဲဆိုတဲ့ကောင်းလေးတွေကနောက်တော့ခီးတွေထွက်အလုပ်ရုံနေတူတူစင်းရတယ်ပလင်းတူဘူးဆိုတွေဖြစ်ပြီးတငယ်ချင်းကောင်းတွေလိုပဲခင်ကြတာဟေးငါ့မှာတယောက်ဆိုရင်တသက်လုံးတောင်လက်တွဲသွားပြီးတော့အစကတော့ဒီကောင်မျက်နှာမြင်မဲ့အစမကြည့်ဘူးတဲ့ခရချလိုက်ကြာအင်းဒီမောင်နဲ့ဟန်တိုင်းပဲကြံကြံရပြောရင်သူ့ဘာသူသဘောကြကအော်ကြီးဟစ်ကျဲနဲ့ရင်မောနေသည်ဘေခင်ကအင်းကြီးကျဲသည်ဖြစ်ရင်တို့ရတော့အဝေးဟေဘယ်တော့မှပတ်သက်မှာမဟုတ် နောက်နောက်ကာလဝယ်ကျူတို့နဲ့ပတ်သက်စရာအကြောင်းတွေအများကြီးပေါ်လာခဲ့ရတာကကံကြမ္မာကိုရင်တွေ့ရမည်လားလူတို့ကံကြမ္မာဆိုတာကလည်းတားဆီးနိုင်အောင်တော့အရာမဟုတ်ကံကြမ္မာဒီဒိုးလိုမွေရေလိုနှောက်ရင်သူ၏အေးဆက်သောလက်ကိုဆန်တန်းလျက်ရှိသည်သာတည်ခုတလောငွေရလဲအမြဲလိုနေသည်ဘလို့ခြေတော့ပေါပပြီးခုံထွက်သည်မသိဘိုင်းဆိုင်ရင်ထဲမှငွေသည်အပြင်သို့သာသွားနေသည်အိတ်ကလေးမှာကြာလီလီကြားကက်လီလီဖြစ်နေသည်ဈေးဝယ်ရသည်ဖြင့်ဟင်းရဘိုးကကုန်လှသည် နန်းစည်းကနေ့စဉ်မတုံးဖြစ်တော့အတုံးစည်းရိတ်စာအုပ်ဖူးတွေကလည်းတည်တည်လိုနေသည်အမေစီလည်းခဏခဏစာရေးမတောင်းငယ်အမေကလည်းဆဆရရခြွေတာပါကြီးစာရေးသည်ခြွေတာဖို့ဆိုတာအမေပြောဖို့ပဲလုံးကြီးမထင်ပေသူများဖို့စာရင်ရေတော့ဘိုင်းပေါက်နေမယ်ဆိုတာစကားပမာသာဖြစ်သည်မိမိကတော့တကယ်ဒီအတိုင်းပဲနေ့လယ်ဘက်တွင်ကြိုင်ကြိုင်မေအောင်တို့နဲ့အတူမုတ်ဆိုင်များသို့လိုက်မသွားအစာခံနေရသည်ဝမ်းနဲ့ဦးကတကြုံကြုံအပေါင်းသင်းနဲ့ဆိုတော့သူတလဲကိုတလဲပေးမှ ိုရင်ဒီလိုပေးနိုင်အားကမရှိဒီတော့အပြင်မုတ်သိမစားတတ်ဘူးဆိုတာအင်အားသမင်းကိုပဲသမင်းမှုတဲ့အထက်ယူကစားရသည်ခါစားရသည်ခင်ရတော့ထုံးစံအတိုင်းဖြစ်ကြတဲ့ဆန်ပေါ့တခါတည်းရင်သမင်းကြီးပဲယူလာကလမ်းတွင်တွေ့တော့အကျော်သေးစီမားဖရာကျော်သူမဟုတ်မန်းလေးပဲကျော်တစ်ခုပဲကစပလုံးထွေးထွေးနှင်းရှိသောစကွဲတဝက်ရောရှက်သောသမင်းနှင့်စားရသောအခါစားစားနေနေမင်းသွားရသည်မမင်းတော့လဲမင်းရသည် တခါကအเจ้าနေကရင်တွင်တယောက်နဲ့တယောက်တိုက်မိရင်နှိမ့်စင်ကြသွားသောနေเจ้าသူတူကြီးမဟုတ်ဘူးတဲ့မှဘုဇွန်တို့စီပြန်ဟင်းချက်သားတဲ့မြင်းနဲ့ဘူစားပဲကြော်များတွေးလျင်စားကျင်စိတ်ရင်ထဲတွင် အလေးလေးတက်လာလေသည်ကြိန်၌လည်းဝေခင်းရှိရင်းမင်းရှင်ဘက်တို့လူတစုလျှောက်သားကိုက် LCR ခေါ်မိန်းကလေးတို့စတဲ့ခြာရအခန်းရှိအရောက်မဟုတ်ဘူးတဲ့မှပေါမုတ်ကိုကြီးကဟွန်းဘောလုံးချောင်းကြော်ထဲ့ပေးပါဆိုတာကိုထောဘက်ထဲ့ပေးပြန်ပြီတခါလာလဲထောဘက်ဟုဆိုလျက် မုတ်လေးချက်ကိုယူပြီးလွှတ်ပလိုက်သည်ကိုမစီမဆိုင်နှမြောရသေးသည်ဒီဖြစ်တွေကိုရိပ်မိသောကြံ့ကြံ့ကမုတ်တွေဝဲကျွေးရှာပါသည်တခါတည်းရန်စာကြက်နေသောဝေခင်ကသူအားဤဒိုင်ကံမုတ်ဝဲကပကံနှင့်ပြင်ကျွေးသည်အမဲဖြစ်နေတော့မခံနိုင်ဝေခင်ကလည်းကြံ့ကြံ့ကျွေးသည်များကိုညင်းမြဲသူများတွေဘုံကျုပ်စည်းတို့၎င်းလဟာပြင်စည်းတို့၎င်းတောင်းကလာပါဆဲရွက်ွက်စည်းတို့၎င်းနန္ဒဝင်စည်းတို့၎င်းတင်းငွေတွေနေမြအလှဲ့နေသွားရေးဝဲလာကြသောယူရီးယားစာတက်ထရွန်ရီရွန်ခရစ် စသည့်အဝတ်များယူရီယာအမွှေးပွားလက်ပွေအိတ်များခောက်ထီးများကိုရောင်လို့မှကင်မကြည့်ဝေခင်ရသူနှင်းဆိုင်သည်ဟူတကားမှမတွေ့အမေရဲ့ကျွန်တော်ရဲ့စိတ်ပဲခိုင်းလို့လားငကူကပဲမမတ်တက်လို့လားမသိသူများတွေဝဲလာတဲ့အဖို့တန်တစ္စည်းတွေကိုကျွန်တော်မဝေးရမတုံးရလို့ဘယ်လို့မှမနေပါဘူးတန်ချန်ရတော့ကျွန်တော်အံ့ဩယူတယ်ကျွန်တော်တိတ်တော်တာပဲလို့ချီးမွမ်းတယ်ဒီအတွက်တော့ကျွန်တော်ဝမ်းသာရတယ်ဒါပေမဲ့အမေရဲ့သူများနေသူစာအုပ်တွေပါလေစိတ်ငါအောင်မဝဲနိုင်တဲ့အခါတော့ ကျွန်တော်ဝမ်းနေတယ်စိတ်လဲဆင်းရဲတယ်အတန်းတွေပြင်းရင်းလွှာရင်းနဲ့စားလာပြီးဘာမှမစားနိုင်လို့မစားရတဲ့အခါကျတော့လေငိုချင်လာတယ်အမေစီလေပိုက်ဆံပုံမတောင်းကျင်ပါဘူးအမေလည်းတလားတလားငွေတရားကျွန်တော်ကိုဘလောက်အားခဲပို့နေရတယ်ဆိုတာကျွန်တော်နားလေတယ်အမေနှစ်ဖူကချွေးနေရင်ရတဲ့ပိုက်ဆံဆိုတာကျွန်တော်သိပါတယ်ငွေများမမျှတလိုက်တာအမေရဲ့ချမ်းသာတဲ့လူများကြတော့လေပူရှမ်းနေတော့တာပဲကျွန်တော်တို့တန်းတဲ့အချင်းဘက်တူဟီပီတို့ဆိုတဲ့ကောင်ကလေးတွေများ ရေလိုပဲငွေကိုသုံးတာသူတို့စားတာလည်းအလျံပဲဖောက်မုတ်များတာဖောက်ဘက်သူတာမကြိုက်ဘူးဆိုပြီးလွှင့်ပြတယ်သူတို့ဝတ်တက်တဲ့ဂျာကင်ဆိုတာကငွေ600လောက်တန်တဲ့သူတို့အချောင်းကိုယူလာတဲ့ transistor radio အသေးလေးတွေက300လောက်ကျတဲ့တဲ့အမေနောက်ပြီးကျွန်တော်တို့ကိုလိုက်လိုက်ပြီးဓာတ်ပုံရိုက်တဲ့ Rolly Flex ဆိုတဲ့ကင်မရာဟာတစ်ထောင်ကျော်အောင်တန်နေဆိုပဲသူတို့ကြတော့လဲချမ်းသာလုံးပါတယ်ဒါတွေကိုကျွန်တော်မနာလို့လို့ပြောတာမဟုတ်ပါဘူး ကျွန်တော်တို့ဘဝနဲ့သူတို့ဘဝကွာခြားပုံကိုစဉ်းစားမိလို့ပါအခုကြောင်းဖွင့်စားဆိုတော့လေစားဖို့ဘူတွေကလိုလားပြန်နေနောက်တော့လေလောက်သွားမှာပေါ့အမေဘလို့စေငွေ20 30လောက်တော့ရကျင်နေအမေစီကိုတောင်းရမှာလေအမေကိုတနာစစ်စစ်တော့လေဝေခင်းဒီအမေစီတို့စာမဖို့ဖြစ်ပြီစာကိုဆွဲဆုပ်ပလိုက်ရသည်အမေကိုစိတ်မချမ်းမသာဖြစ်စေခြင်း အရင်တစ်ပတ်ကလမ်းစီကာမီယံချန်ချိုင်းနဲ့ကမာယိုစီးတဲ့လိုက်ပါသွားရင်အဝေးဟောင်းတွေရောင်းစီဆိုင်တို့ကဓာတ်ရုပ်ဗေဒဆန်းသက်ခန်းတွင်ပေါက်လာသောထမိန်အဟောင်းနှစ်ထည်ကိုတစ်ထည်သုံးချက်စီနဲ့ရောင်းရသေးသည်ဝေခင်ဤဟောက်နေသောပတ်ဆိုင်ရည်ကလေးကိုကြံဖန်ဖြစ်ရခြင်းဖြစ်သည်နောက်တစ်ပတ်တော့ဝေခင်ရဲ့ကိုတော်ဝန်ကွယ်ကုညာထွန်းရှိရာအတန်းသို့သွားရသည်ချန်ချိုင်းကိုအဖို့ခေါ်၍အနောက်မြောက်အစွန်ရှိတတ္တဝေဒဌာနသို့ခတ်တက်တက်လှမ်းလာကြသည်ညံထွန်းကတတ္တုတွင်မိုင်းနှင်းဘာသာရက်ကိုယူလေသည်အတန်းတွင်လွတ်လပ်ခြင်းဖြစ်သောကြောင့်လူရှင်းနေသည် ညံထွန်းစင်းညံထွက်ရနေသည်ကိုအရှင်သိမြင်သွားတွေ့သည်ကိုညံထွန်းနှင့်ရှင်လျာစကားပြောနေသူဟာဂျူရိုဖြစ်နေသည်ဖြင့်ဝေခီချီလန်များတုံဆိုင်ကတိုင်းတိုင်းလက်ကိုဆွဲကင်လျက်လှည့်ပြန်ပြင်သည်ဘေးကိုညံထွန်းကလမ်းအောင်ခေါ်လိုက်သည်။ညံညံကဝေခင်ကလမ်းကြည့်ရင် ပရစ်တယ်နင့်ကိုခေါ်လာလားမိဝေအေးဟုတ်တယ်ဟဲ့ဘာဖြစ်လို့ဒုငယ်ငယ်ကမျိုးလုံးပြုလို့လဲဘာကြီးကခေါ်တော့အကိုကပါလိုက်ခေါ်ဝေခင်ကရရင်ဖြေလိုက်သည်စိတ်ရှုပ်ရှုပ်နဲ့မျက်မှောင်လည်းကုတ်ထားမိသည်ထို့နောက်ကြမ်းကြိုင်ကိုဆွဲဖြည့်ရင်တီတိုးလေတန်းနဲ့ဟိုမှာတွေ့တာမကြည့်ချင်နိုင်ဘူးလားကျူလို့လားရေးဆက်ပေါ့ဟဲ့ကြမ်းကြိုင်ကတီတိုးလေတန်းနဲ့ပြန်နောက်နေသေးသည်ဘာရေးဆက်လဲစကားနောက်ပြရပါမပြောနဲ့ ဝေခင်ကမျက်နှာတိမျက်နှာထားနဲ့ပြောလိုက်သည်ဒီနေ့ဂျူတို့ကပုံစံနေပါလေပြောင်းလို့ပါလားတိုက်ပုံအင်ကြီးနဲ့ပစိုးနဲ့လူလူတူတူတော့ကြံကြံကဂျူတို့မကြားစေရန်လေသံနဲ့မှတ်ချက်ချနေသည်ဝေခင်ချီလန်းများတုံနှင်းနေသည်ကိုညာထုံးကဝေခင်တို့ကလှမ်းမြော်ကြည့်ပါပြည့်ပဲရလာလေအခုစီပဲအနာရောက်တော့ဝေခင်တို့ကအိန္ဒြေရစွာငင်းနေတော့ဂျူတို့ကိုမြင်ရသည်ဝေခင်နဲ့ညီညာတို့ကသူ့မျက်နှာကိုသေချာမြင်ရတော့လေအံ့ဩကြီးအံ့ဩဟာပြန်သည် ဂျူရိုမျက်နှာဂျူရိုကိုဟန်တို့ပေမဲ့ဂျူရိုမဟုတ်တော့လူတရဂျူရိုနဲ့ထက်တူထက်မြရုပ်ချင်းတူတော့လူတရရုပ်ချင်းခွဲမြအောင်တူသည်ဆိုပေမဲ့လည်းအနီးကပ်သေးချာကြည့်ရင်တော့ဂျူရိုမဟုတ်မှန်းသိတာဒီသူကအသားညူရီကိုလုံးလဲပို့ထွားချိုင်းကဂျူရိုလိုမနှုတ်နဲ့ကြမ်းတမ်းရင်ရဟန်ပေါက်သည်ဆိုစမ်းကိုဘာလုပ်ပေးရမလဲဝေခင်ကရုပ်တရက်မဖြစ်နှုတ်ခမ်းဟူတာပြင်နေသည်ဒီတော့ကိုညံထောင်းကပြုံးရေကမိတ်ဆက်ပေးရအောင်မယ်ဒါကကိုရန်နိုင်နဲ့အခုလိုပဲတတူရင်တတရားနဲ့ ပြီးတော့အခန်းဘက်နှစ်ကိုတစိ့တိတ်ခင်တာရန်တိုင်းကမျက်နှာသားတီတီပဲမပြုံးမရင်ခေါင်းဝန်သားတစ်ချက်နှိပ်ပြသည်ဝေခင်ရသည်တော့မှဟိုဟာငွေ20လောက်လိုချင်လို့ပိုက်ဆံမလောက်ပြန်အကိုနှစ်လခွဲဆက်မယ်ညံထွန်းက20လောက်ဆိုရင်တော့ရပါတယ်ဟာနေရာလဲပြန်ဆက်မနေနဲ့ငါစီမနေရငွေရောက်တယ်နေကန်ကောင်းတယ်ဟင်းမရပါဘူးပြန်တော့ဆက်မယ်စားဟုတ်ပို့လိုတာလေအမိတ်စီကလည်းမတောင်းနဲ့တော့အကြီးစီကတော့မတောင်းတာကောင်းပါတယ်ဟာအကြီးကြီးကလည်းတိတ်ပင်ပန်းနေတာ ။ကိုညံထုံးကသူ့ရဲ့အညီထဲမှာငွေကိုထုတ်ပေးလိုက်သည်။ခဏညာရန်နိုင်ရငေးကြည့်ပြီးမအောင်ရင်နိုင်မယ်။ဂျူရိုနဲ့ညီကိုလားဟုဖြက်ကနေမိလိုက်သည်။ရန်ပိုင်ကိုပြောရလား။ကျွန်တော်နဲ့ရန်ပိုင်ကအမွှာညီကိုပါ။ရန်နိုင်ကမဆိုင်မတွအဖြစ်သည်။ဂျူရိုစကားပြောတာမြန်သလားဟုရန်နိုင်အတန်ကအေးစေးတည်ငြိမ်သည်။စကားကိုဖြည်းဖြည်းနဲ့မှန်မှန်ပြောသည်။အော်ဂျူရိုကဒီနေ့မှရောက်လာတယ်နော်။ဖန်ချိုင်ကတွက်လက်စွာမေးလိုက်သည်။ဟုတ်တယ်။ तू ကငငယ်လေးကခဏခဏမှမအောင်ခြူကြတယ်။ တုံးတန်းတော့ကတခါခဏတန်းတော့ကတခါကျောင်းကခဏထွက်လိုက်ရတော့ကျွန်တော်နဲ့နှစ်တန်းกว่าသွားတာအမှန်သူကညံပိုကောင်းတယ်ကိုရနိုင်ကသူ့ညီကိုအမွှန်းတင်ပြောဆိုနေသည်ဆန်ဆိုင်ကရဲလျဲပွင့်လင်းသောဟန်ပန်လေးတန်းနဲ့အပြုတ်ငူခြင်းလည်းလုံးလုံးမမတူကိုရနိုင်ကပြုံးလိုက်သည်ညံထောင်းကရန်နိုင်ကျော်ကိုပုတ်လျက်အကိုတို့တက်တဲ့သူကလူမိုက်တွေများတယ်မလားပြင်းပန်းလုံးလုံးဒီဘာသာကိုအကျန်းခံနိုင်တဲ့တိုင်းရင်းသားတွေကအလိုက်များတာဒီတော့စိတ်ကြမ်းကိုကြမ်းနဲ့ဒီအသွင်ပြောင်းနေတာဒီလူမျက်နှာအောင်မြင်တော်ရုံတိုင်အောင်လူရံမဆရဲဘူး နောက်ပြောင်နေသေးသည်ကိုရန်တိုင်းကပြုံးရောင်တန်းလေးရဲ့မိုက်ရုပ်ပေါက်နေတယ်ပြောစမ်းပါဗျာကိုညာထွန်းကရဲလေးရဲ့ပြောသည်ဝေခိမန့်လှဲ့ကဝေခိညနာဆစ်ဆစ်ချင်းဟေ့ပြီစကားနဲ့လိုက်ပါပြောလေအိမ်မှာပြင်သူ့အတန်ကြီးပဲကိုရတာဒါကျွန်တော်နှစ်မလေးမြို့ပြဒီနေ့မှရောက်တာဝေခင်းနဲ့ကိုဘက်ကစမ်းချိုင်ပါဒီတော့လေဝေခင်းကလှင်းမြန်စွာဝင်ဖြေသည်ချမ်းချမ်းရစိတ်ကူးပေါက်ကဝေခင်းကဂျူရိုနဲ့အတန်းထဲမှာရံဖြစ်ထားတာလေ ကိုရနာကိုမြင်တော့ဂျူရိုမှတ်ပြီးလှည့်ပြန်မလို့လုပ်နေတာဒီကွာလှမ်းခေါ်လိုက်တာ ਨੇ ရန်ပိုင်နဲ့ဘာဖြစ်လို့ရန်ဖြစ်တာလဲရန်တန်ကစိတ်ပါဝင်စားစွာဖြတ်မိလိုက်သည်ဝီကင်းကိုရော့ကက်ပစ်တာဆရာကျန်ကျန်ကဖြစ်ပြပုံကိုအချင်းချင်းကပြောနေပြန်သည်ကျန်တန်ကညခုံးဖင်ကနားထောင်ပြီးနောက်ရန်ပိုင်ကဒီလိုပဲနည်းနည်းတော့တေးနေတယ်သူငယ်ငယ်တုန်းကတွေးတွေထွက်လို့ဆိုပြီးမိဘတွေကအလိုလိုက်ထားခဲ့တာ ကျွန်တော်နဲ့အတူမူကြတော့တယောက်ကတော့ရှင်ပဲတယောက်ကမသေးကြဘူးလို့ဆရာမကပြောတာလေတေလူပေါ့ဗျာလို့နဲ့ပဲရံပိုင်းကိုပြည့်စုံဆောင်ချောက်လာရင်လည်းအသက်ရှည်လာရတာဆိုတော့အိမ်မကရံပိုင်းဆိုးသူရီတေသူရီခွန့်လွန်နေကြရတာဆစ်ရှိလက်ရှိနေရှင်းပြနေသည်ဘေခင်ရာသီတော်လည်းရန်တိုင်းမျက်နှာကိုအံဟောဆောင်ငေးကြည့်နေမိသည်တတူရွယ်လူပဲလေရန်တိုင်းနဲ့ရန်ပိုင်းရင်ကျက်ပုံချင်းအတိတရားရှိပုံချင်းကွာခြားပုံကိုတွေ့မြင်ရသည်ရန်ပိုင်းကြောင့်ပြောရနိုင်လေသူထက်များစွာငယ်ရွယ်သောညီငယ်အကြောင်းကိုပြောနေသည်ပမာပြောနေသည်ညံထုံးက အတန်းထဲမှာယောက်ျားလေးတွေနဲ့ဖက်ရံဖြစ်မနေပါနဲ့ဟာကိုကမင်းကလေးဆိုတော့လေသူတို့နောက်သူရဲ့ပြောင်းပြီးတော့ခံရမှာပဲမကြားကြအောင်မြင်အောင်စောင့်နေပေါ့မလီဒီလိုငုံနေရမှာလားကျွန်တော်ကိုယတိရတာလောက်ရအောင်အသေးပဲသူတေတေကိုတေတေဝေခင်ကဖြတ်ခနဲပြောလိုက်သည်ညံထောင်းကနှမငယ်ကိုငင်းမောကြည့်ရာရင်မောနေသည်ရန်တိုင်းကတပြင်းတစ်ချက်ချလေးရဲ့ကျွန်တော်လည်းရန်ပိုင်းကိုတတိပေးပါအောင်မယ်อืมရပါတယ်တိစမရှိပါဘူးဝေခင်ကဒီတော့လေရှော့ပေါ်ပြောဆိုလေသည် ငါလည်းကြားပါရယ်ဒီနေ့အိုးစုကတော်တော်ဆိုးရဲတဲ့တို့တာတီးယသမားတွေတောင်လက်မြောက်အောင်ပုံမယ်ဂျီဟောကနှစ်ကြီးသမားမင်းကလေးတွေတောင်စတာနောက်တာတဲ့နင်းဆိုရင်တော့လွင့်ထွက်သွားမှာပေါ့ကျိုးတို့တော်တော်ကိုရန်နိုင်တယောက်လုံးရှိပါရယ်ညံထွန်းကရန်နိုင်ကြီးကျော်ကိုပုတ်ကပြောလိုက်သည်ကိုရန်နိုင်မှာကိုညံထွန်းထက်ညားစွာအသက်ငယ်ပုံရတော့လဲလေးစားစွာပဲဆက်ဆံပြောဆိုလေသည်ကိုညံထွန်းကဆက်၍ပြီးတော့သူတို့ညီကိုနှစ်ယောက်ကတိတ်ချက်တာဟိတယောက်ကိုတယောက်အရေးကြီးနေကြတာတယောက်ဩစာတယောက်လိုက်တယ် ပြောစဉ်ဂျန်နိုင်ကပြောင်းရောင်တမ်းပြီးနောက်ွယ်ရန်ဖြစ်ကြရတော့လူမသိဘူးဟုပြောလိုက်သည်ဇီတော့ဂျန်နိုင်ကသူတို့နှစ်ယောက်ပေါ်ခင်မင်းရင်းနှီးစိတ်တွေဝင်လျက်အမွာတွေကရန်ဖြစ်နေတာဖြစ်ရမယ်တိတ်ချစ်ကြတာဂျန်နိုင်အောက်ကညီမလေးတွေကအမွာလေးရုပ်ချင်းတော့မတူဘူးဒါပေမဲ့တိတ်ရွချစ်တာလူကြီးတွေကဆူရင်ပူရင်တယောက်တယောက်ကိုများရိုက်လိုက်ရင်လေနှစ်ယောက်သာဖန့်ကိုကြတာမွေးတာတနားရီလောက်กว่าတယ်အချင်းတစ်ခုတည်းလည်းမဟုတ်ဘူးဂျန်နိုင်တို့အတိရဲ့တော့အချင်းတစ်ခုတည်းမွေးတာတဲ့တယောက်ပြရင်ဖြားရောနောက်ကြလေးနှစ်ယောက်လေး ။ငငယ်လေးကတေးသွားတာ။တယောက်တည်းရင်လည်းလိုက်သေးတာတဲ့။စိတ်ပါဝင်စားစွာပြောစေ။ဟဲ့။ခင်ဗျားတို့တော့ဒီလိုမဟုတ်ဘူးထင်ပါရဲ့နော်။ညံတော့ကနောက်ပြောင်နေသေးသေး။ရန်တိုင်းကပြုံးရင်ခေါင်းကိုခါရမ်းလေ။မဟုတ်ဘူးဗျ။ကျွန်တော်တို့ညီကိုညာ10မိနစ်กว่าတယ်။ရုပ်ချင်းရတယ်တူတယ်။ပြုတ်မှုချင်းကတော့တော်တော်ပဲกว่าတယ်လို့ပြောကြတယ်။ဒါတော့ရင်ညွတ်ညင်ကလေးရဲ့ရိုးရရအမှားကြီးကိုတော့စိတ်သဘောချင်းမတူဘူးလေဗျ။ကြာပါပြီ။စောင်းမတကြောင်မှကျွန်တော်ဖက်ရဘူး။ တယောက်ကပွေးတယ်ရက်တော့တယ်တယောက်ကအနေအေးတယ်ဘိုက်ဆန်ဆူဆောင်းတယ်ဆိုလားဗျာကိုညံထွန်းကမိန်းကလေးတွေရှိခွင့်ပြုရန်အားနာသဖြင့်ဆက်ပြောတော့ကြော်လဲစာပေဝါဒနာဖို့ဖြစ်သူအကိုကအိမ်မှာစီကားဘကုံပြောကြခဲ့သူကိုအမှတ်ရနေသည်ထိုရိုးရရအမှားညီနောင်တို့သည်အတီးအီးအိမ်နောင်ပြုကတအိမ်နဲ့နေကြတော့လဲမိမအချင်းချင်းမသိမျက်လို့လားမသိတအိမ်စီထားရသည်ဆိုသည်မိန်းကလေးများအိမ်တို့အလှည့်ထင်တွားရောက်နေထိုင်သည်နောက်ကွယ်လွန်ရင်ရောက်တော့ရက်တောက်တော့သူသည်အရင်အိပ်ရာထဲသိဆုံးနေသည်ကိုသူ့အမွာကတွေ့ရသည် သူလဲကိုလက်မအီးမသားဖြစ်လာကနိုင်ပိုင်းအတွင်းလိုက်တည်ဆုံးနေဆို၏။ရန်တန်ကကျွန်တော်တို့အသည့်မိတ်ဆွေမင်းကြီးတယောက်ကအမွှားတွေကိုတိတ်ဆိတ်ဝင်စားတာ။ဒီတော့ကျွန်တော်ကိုရောကိုရန်ပိုင်အောင်ရောမေးတယ်။မင်းကြီးတယောက်ထဲကိုဒီပြိုင်နဲ့ထဲကြိုက်မှလားတဲ့။ကျွန်တော်နဲ့ရန်ပိုင်နဲ့အဲ့ဒါပြဿနာလေးတခုလုပ်ပြီးရရသေးတယ်။မင်းကြိုက်ရင်လဲစောစောပြောထား။ငါကြိုက်ရင်လဲငါကြိုက်တာစောစောပြောထားမယ်လို့။ကျန်ကျန်ကရင်မောနေသည်။ထို့နောက်ပွင့်လင်းစွာစကားဆိုရတော့ကျန်ကျန်ကကျမလည်းအမွှားတွေဆိုရင်တိတ်ချစ်တာဟုမစင်မချင်းပြောသေးသည်။ ဝေခင်ကမျက်နှာလေးရှုံ့ရဲ့ကျန်တဲ့ကဟွန်းဟွန်းဆိုတာဒလောင်နဲ့တွက်လိုက်ပြီးပြီးတော့ကျန်ကျန်ကဝေခင်ကမျက်စောင်းထိုးလိုက်ရဲ့ငါကရိုးရိုးပြောတာပါဟဲ့မိန်းကလေးအမွန်ကြီးမှဆိုရင်ပိုးတောင်းချက်သေးတယ်အဝစ်စင်တူဖဲပြားစင်တူဖနှက်စင်တူနဲ့လာလဲလာမယ်ဆိုရင်ပေါ့ဟဲ့တစ်ချစ်ဖို့ကောင်းပါပဲပြောရင်ရဲလိုက်လေဒီကိုရန်တိုင်းကသူ့ဖက်ဖူးသော ပြင်သစ်စာရေးဆရာကြီးအလန်ဆန္ဒဒူမာရှိတာတော့ပတ်စီကံအမွန်ကြီးနောင်အကြောင်းကိုပြပြနေသေးသည်သူလဲကိုညံထုံးလို့စားဖက်သမားပဲ တတုဝေဒဌာနအစရောကော်ရီဒါဥပ္ပံကိုလက်ထောက်မိရဲ့လျက်ကျွန်တော်မှတ်မိသလားထူးဆန်းတဲ့ကော်စီကန်အမွားဘေးကျင်းဆက်လျက်မွေးတဲ့ဆရာဝန်ကခွဲစိတ်ပြီးမှတကူစီဖြစ်လာတာဒါပေမဲ့တကူတဲ့တစိတ်တည်းလို့ဖြစ်နေတဲ့ကြာသူတို့ဘာကြောင့်လဲတော့မှတ်မိဘူးဗျညီကိုနှစ်ယောက်တယောက်တော့ဝဲစီလွှင့်သွားပေမဲ့တယောက်ရဲ့ခံစားမှုနဲ့တယောက်ကထက်တူလာလာဖြစ်တယ်တဲ့ကိုရောစိတ်ရောခံစားမှုတွေရောအတူတူပဲဥပမာကြိုင်ကြိုင်နဲ့ခွေခင်တို့စိတ်ပါဝင်စားစွာနားထောင်နေကြတယ် တယောက်ကလက်ခိုက်မိလို့နိုင်ရင်ကြံတယောက်ကလည်းမခိုက်မိပဲနဲ့ထပ်တူနာနေတာမျိုးတယောက်ကအကြောင်းတစ်ခုကိုကြောင့်ဝမ်းနဲ့စိတ်ကြီးကရင်ကြံတယောက်ကအကြောင်းမရှိပဲနဲ့စိတ်ထဲလေးသလိုလိုဝမ်းနဲ့သလိုလိုဖြစ်လာတယ်တဲ့ဒီလိုဆိုရင်တယောက်ကဘာဖြစ်တယ်ဆိုတာအဝေးကသိနေတာပေါ့နော်ဒါပေါ့ဆက်ပြောပါအောင်ဆက်ပြောပါအောင်ကြံကြံရကလေးငယ်ပုံပြောခိုင်းသလိုတိုက်တွန်းနေသည်ညံထွားရဲမောလေးရဲ့တို့ဖွေရစကားပြောကောင်းတယ်နော်ကိုရန်နေရစာရေးစရာတစင်းကင်တဲ့လက်ကကလောင်ကင်လေးပျော်ပျော်မြောက်မြောက်ကင်နိုင်တယ်လေ ငွေတားရီမြဝရီနဲ့သွေးတောက်မဂဇင်းတို့မှာရဲသွေးဆိုတဲ့ရန်တိုင်းကညံထွန်းကြောပြင်ကိုလက်နဲ့ပုတ်လိုက်ရင်လူသိကုန်ပါမယ်ဟုဟန်တားလိုက်သည်ထို့နောက်သူ့ဘာသူသဘောကျသလိုရေမောပြီးလူရှင်လူဝီညီနောင်နဲ့ဘသူအကြီးငယ်တော့တိတ်မကွယ်ဘူးဗျလူရီယာမျိုးသားရှင်နေဖြစ်ပြီးတော့လူရှင်ကကော်စီကန်နေသားတနက်နဲ့နဲ့ဖြောင်းနေလူရှင်ဒီတနက်ပြစ်တော်သလားလူရီကမတက်ဘူးဒါပေမဲ့အဲ့ဒီခေတ်ကနှစ်ယောက်ချင်းရှင်ပြိုင်တနက်ပြစ်တာခက်စားတယ် တနံပြစ်တတ်တဲ့လူကြီးကမခံနိုင်စိမ့်တဲ့လူတယောက်နဲ့တနက်ချင်းရှင်ပြင်းသေးရတယ်။ဟမ်မြင်လိုက်တော့ချန်ချန်ကအားမရသလိုပြောနေသည်။စတော်မမေးတလောက်ပြောရတာကိုလူကြီးတနက်မှန်သေးတဲ့နေ့ကလူရှင်ကမြင်းစည်းလာရင်လည်းသူ့ရှင်ဘက်ကိုတခုခုမှန်တယ်လို့ဖြစ်ပြီးတော့တိတ်နာလာတော့တခါတည်းသတိလစ်သွားတာ။သတိရလို့ကြည့်လိုက်တော့သူ့မျက်နှာကိုသူ့ဖော်တရားကရေနဲ့ဖျန်းနေရတဲ့။မြင်းကတော့သူနဲ့လေးကြိုက်ပါမှချီထားတယ်။သူ့ဖော်အော်လန်ဒီဆိုတဲ့လူကမေးတာပေါ့ဗျာ။ ဟေးဘာဖြစ်တာလဲဆိုတော့လူရှင်ကကျွန်တော်လည်းမသိဘူးတနတ်တန်မကြောက်လားလို့မေးရဲတဲ့အဲ့တော့ online ကလည်းမကြောက်ပါဘူးပေါ့လူရှင်ကကျွန်တော်ကိုတနတ်မှန်တယ်လို့ပဲလို့ပြောရဲတယ်ကိုညာနဲ့ကစကားပြောရင်နိုင်ကြည့်ရကိုညာထောင်းအားလှမ်းကြည့်ကဲပုံကတော့ဆက်ရရှိသေးသည်ပေါ့ဗျာကျွန်တော်မျိုးလဲသွားရအောင်မယ်ဖိုးသူပြောလိုက်ရာတန်ချန်ကခလေးဆိုးကြီးပမာဟာဒီမှာပဲပြောလိုက်ပါဒီအကြောင်းလေးတော့အဆုံးသက်သွားမှာပေါ့မင်းမြန်ပြောလေဝီခင်းကအာနာနေသည်ကိုရန်တိုင်းကပြောလျက် လူရှင်ရပြသူနာနေတဲ့နေရာကိုလက်ညှိုးထိုးပြပြီးတော့တနက်ဟောဒီနေရာမှာမှန်တယ်လို့ပဲလို့ပြောတယ်။အော်လန်ဒီယာကြံကြီးစီရကွာဘယ်သူမှမင်းတနက်နဲ့မဖြစ်ဘူးမင်းကိုယ်အင်းညီမလည်းအပေါ့မတွေ့ဘူးဆိုတော့လူရှင်ကဒါဖြင့်ကျွန်တော်အကိုလာအကိုလာညီလာတော့မသိဘူးပြထားပါတော့လူပြီးတနက်မှန်ပြီးတည်ပြီးလို့ပြောပြီးတော့အလန့်တကြားသူ့ကိုယ်အင်းညီကိုဖွင့်ချလိုက်တော့နှီးနေတဲ့တန်ချက်ကိုတွေ့ရတဲ့တွေးဆနေတယ်ပေါ့ဗျာ။ဒါနဲ့လူကြီးကိုတနက်ချင်းရှင်ပြစ်တဲ့လူကို လူရှင်ကလိုက်ရှာပြီးတော့လက်စားချပြီးတနက်ချင်းရှင်ပြစ်တက်လိုက်ရောကဲပြီးပြီ။ ကိုရနိုင်ကလက်နှစ်ဖက်ချက်ချေခဲ့ဆက်ပြီးဘေးသို့ဝိုက်ပြကပြီးပါပြီအမှန်သားလို့ပြလေရဲ့သူ့နာရီကိုမြှောက်ကြည့်ပြီးနှုတ်ဆက်ထွက်သွားသည်နှုတ်ဆက်ပြီးထွက်သွားတော့ကိုရနိုင်မျက်နှာသည်ရုပ်ချီးတည်ကြည့်သွားသည်နှုတ်ခမ်းကိုတင်းတင်းဆေးကခေါင်းအောက်ဆိုင်လျက်ခတ်တုတ်တုတ်လျှောက်သွားသည်ပင်နေတိုက်ပုံအင်းကြီးရခိုင်လုံးကြီးကြာစင်းရင်ရောင်ဝတ်ထားသောကိုရနိုင်၏နောက်ကျုံငင်းမောကြီးဟာကိုညာထွန်းအားတော်တော်ရေမောရင်ချမ်းခဲ့သည်နောက်ကကြည့်တော့ဂျူရိုနှင့်ဘူဂီဘုံညင်းလည်းမတူပေဂျူရိုကဘူဂီဆန်ရှိကခုခေခေါ်ဒေါက်တွေပါတွင်နှထင်မေးတွင်ချသည် ကိုရနိုင်ရအဆမ်းမတူမရှိကိုတေတက်တက်ရဲစွာညှက်ထားသည်တောက်တွေပါရဲလည်းမရှိကိုညံထွန်းကအသက်ငယ်ပဲမသိတော်တဲ့လူကအခုမှ19ပဲရှိသေးတာတို့လည်းနင်တို့လိုပဲပေါ့ဒိုးစုနဲ့တို့သူကဒိုးစုကဘူးသူ့တို့ကဆရာဆန်းလို့ခေါ်တာသူ့ပုံစံကရှေးနိုင်ငံကြီးသမားဆန်းတယ်လေအရိုင်းခေတ်ကိုပြန်သွားစင်တဲ့ဟစ်ပီတို့ဘီဒယ်တို့မစ်ကီးစတိုကတော့ဆရာဆန်းကိုနှာခေါင်းရှုံတာပါဒါပေမဲ့သူ့အတွေးခေါ်ရတော့ခင်မိပါတယ်လေးလေးလေးစားစရာကောင်းတယ်ဂျူရိုနဲ့ကတော့တခြားစီပဲတော့ ချမ်းချမ်းကရင်ရင်ပြောလိုက်သည်ဘမသာကုံလုံးနဲ့အောင်လားသူတို့မျိုးမှာသူတယောက်တည်းလိုရတာစားရလေသိပ်ဖက်တာသူကဘမသာအဓိကယူပြီးတော့ဝိဇာသိပ်ပံတက်ကတူတက်ချင်တာစားရေးစရာလိုချင်တာလေဒါပေမဲ့ဝိဇာသိပ်ပံဘမသာအဓိကယူသမားတွေအတွက်ဘဝအာမခံချက်မရှိသေးတာနဲ့ဆက်မှုကိုလာတက်ရတာတဲ့သူများကဘာမဟုတ်တဲ့ရေရှင်မရှိပဲကျူရှင်နဲ့ဖြစ်ညစ်ပြီးကြောင်းတက်ရတဲ့သူတွေခေါင်းအပုပ်လည်းမခံနိုင်တာနဲ့လာတက်တာတဲ့တိုင်းပြည်ကောင်းဆောင်ဘိုးကျောင်းဆန်းကဗမာစာရင်းအင်္ဂလိပ်စာရောတော်တာတဲ့သူကအဲ့လိုဖြစ်ချင်တာတဲ့ ကိုညံထွန်းကသူ့မိတ်ဆွေကြောင့်မောနိုင်ပန်းနိုင်အောင်ပြောသည်ဝေခင်တို့နှုတ်ဆက်ပြန်တော့အောက်ထိလိုက်ကကတရာလန်းထိလိုက်ပို့သည် ခေဘမှုကလေးတွေတန်းစီပေါက်နေသောခေလန်းကိုရောက်တော့သူတွေးလာတဲ့ကလည်းအမှန်ကြီးပါဗျာတကယ်တော့ပုံသင်နည်းတွေနဲ့အလွတ်ကျက်ပြီးဖြေလို့ရတဲ့သိပ္ပံဘာသာတွဲတွေနဲ့ဆိုင်ဝိစာဘာသာရဲ့တရားလူအသိဉာဏ်ပို့ပြီးဖွံ့ဖြိုးစေတာပေါ့ငါတို့ကနိုင်ငံသမိုင်းဘာသာရဲ့ကြောင့်ဇာတိမှန်တက်ကြွလာတဲ့သဘောမျိုးပဲလူတွေရဲ့အသိဉာဏ်တကားကိုခောက်တာဝိစာဘာသာရဲ့တည်း ဒုက္ခစိတ်တက်ကတူတွေဆက်မှုတက်ကတူတွေထွန်းကားလာတာလဲစားရအများကြီးဖက်တဲ့နိုင်ငံရေးသမားတွေဝိစာဘာသာတွေယူတယ်ဘူဇောအောင်ဆန်းတို့လိုတက်ကတူចောင်းသားတွေကကျွန်ပညာအလိုမရှိလို့တိုက်ခဲ့တဲ့အတွက်ဖြစ်လာရတာတွေပဲမိချက်ဆန္ဒမလုံးနိုင်တဲ့တက်ကတူပညာအတံမေးဝန်းချပညာကိုမပေးနိုင်တဲ့တက်ကတူပညာကိုအလိုမရှိလို့ကြွေးကြော်ခဲ့တဲ့လူတွေကဘာလို့လဲကိုညံတို့ကဆရာထက်တန်စွာပြောနေသည်ဝေခင်နဲ့ကြံ့ကြိုင်တို့ကတလေတစားနားထောင်နေကြသည်ခုတော့အဖျားအရင်အရင်ကအဖျားဆိုလို့ဖြစ်ရတယ်လို့ကိုညံနိုင်ကညှိတတ်တယ် သူကဝိဇာဘာသာရက်တွေကိုလုံးလုံးစိတ်မကုန်ဘူး။သူမိဘကိုသာလုံးမကျွေးရဘူးဆိုရင်ဝိဇာသိပ္ပံမှာမမသာအဓိကယူပြီးဆက်တက်ချင်တယ်လို့ပြောနေရ။မသိတဲ့သူတွေဘူတော့ရန်နိုင်ပြောတာရေးစရာပေါ့။စံဖို့ငကြောင်လေးတရားပေါ့ကွာ။ဒါပေမဲ့လူတရားကိုလိမ္မာစေတာဝိဇာပညာထောကားတုတ်တက်စေတာသိပ္ပံပညာ။သိပ္ပံပညာမူထီအောင်တက်လူကမလိမ္မာရင်အလကားပဲကွာ။လူလောကကြီးကိုအစိတ်ငွေလွှမ်းစီမှာနှုတ်ညူဘုံလက်နဲ့တင့်စီမှာပဲ။ ခွင့်ကြံထုတ်ပြောစကားတွေဟာလေးစားစရာကောင်းသဖြင့်နားထောင်နေကြရတော့လေဝေခင်နဲ့ကြံကြံတို့ဟာဘလို့ပြန်ဆွေးနွေးရမည်မသိတော့ကြောင့်နှုတ်ဆက်ငြိမ်သက်နေကြရလေတော့သည်အားပေးနှားဆင်ပေးကြတဲ့အတွက်ကျေးဇူးတို့ပဲတင်ရှိပါတယ်ရှင်အပိုင်းလေးကိုလည်းဆက်လက်ဆောင်ရွက်နှားဆင်ပေးပါဦးနော်